အချောလင်းဤတန်စင်မှုပေါ်မှာကျနာရီပုံနေတဲ့ပြုမှုတွေကြောင့်လူပြောများနေတဲ့လိုင်းသားရကိုကြည့် မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့မတန်ဆွဲကောင်မလေးဤတန်စင်းမှုပေါ်မှာဒီလိုကျင်နာရီပို့ပြနေကြလို့လူပြောများနေတဲ့ပရိဒါသမားလှိုင်သာယာကိုကြီးကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပါပရိဒါလို့တဲ့လောက်ကရင်နီနေမဲကြီးလူတီများလာခဲ့တဲ့လှိုင်သာယာကိုကြီးကတော့ဒီအပိုင်းမှာသူကူညီလူဒန်းပေးနေတယ်မတန်ဆွဲကောင်မလေးဤတန်စင်းမှုနဲ့ချီးရေးတဲ့င်းတွေပရိသတ်တွေကြားမှာထွက်ပေါ်နေကြရတာပဲဖြစ်ပါတယ်မဲဤတန်စင်းမှုကတော့မတန်ဆွမ်းသူလေးဖြစ်ပေမဲ့သူမရဲ့ရုပ်ရည်ချောမောမှုလေးကြောင့်တဟုတ်တိုးနေမဲကြီးလာခဲ့သူလေးပါငယ်ရယ်စဉ်မှာ ကာဝယ်ဆေးထိုးမှမှုကြောင့်တစ်သက်လုံးလည်းမလျှောက်နိုင်တော့တဲ့ဒုက္ခိတဘဝလေးကိုရောက်ရှိခဲ့သူဖြစ်ပြီးရုပ်ရည်လေးမှာ ချင်းမွေးပါပြီးတော့လှပသူဖြစ်တဲ့အတွက်သူမကိုမြင်သူတိုင်းကကုညီလူတန်းပေးချင်နေကြတာပါ။ဤတန်စိမိုးဟာမိသားစုချင်းနေချွတ်တဲ့သူလေးဖြစ်ပြီးတော့ဝီချဲပင်မရှိတဲ့ဘဝလေးဖြစ်တဲ့အတွက်လိုင်သားယောက်ကိုကြီးစီဟာဝီချဲကုညီတောင်းအောင်မှသူတို့နှစ်ယောက်စတင်ဆုံတွေ့ကြတာလေးဖြစ်ပါရည်။လိုင်သားယောက်ကိုကြီးကလည်းမဤတန်စိမိုးတွေဝီချဲလူပေးဖို့လာရောက်တဲ့နေ့မှာပဲမဤတန်စိမိုးရဲ့ချုံမော်လာတဲ့ရုပ်ရည်လေးကြောင့်အံ့ဩကြရသူတယောက်ပါ။အခုဆိုရင်တော့မဤတန်စိမိုးဟာလိုင်သားယောက်ကိုကြီးရဲ့ကျေးဇူးနဲ့အလို့ရှင်နေများစွာရဲ့လူတန်းမှုတွေရရှိသွားခဲ့ပြီဖြစ်တယ်လို့သူမရဲ့တမိုးဝဲကြောင့် ပညာအတွဲဆက်ချုပ်ပညာနဲ့အိမ်မှာပင်ကုံကျောက်ဆိုင်လေးဖွင့်ကသူမဘဝကိုကိုပိုင်ကျောင်းနိုင်တဲ့ခြေနေတစ်ခုရောက်ဖို့အတွက်ကြိုးစားနေခဲ့ပြီးပဲဖြစ်ပါတယ်။ဒီလိုခြေနေတစ်ခုကိုရောက်ရှိနေခဲ့ပြီးဖြစ်ပေမဲ့လိုက်တရာကိုကြီးကတော့မအီတဲစေမှုစီကိုမကြာခဏသွားရောက်နေတာကိုပြည်သက်တရားမြင်တွေ့ရတာလည်းဖြစ်ပါတယ်။ ိုင်းတရာကိုကြီးကမအီတန်စီမှုကိုအပြင်လိုက်ပုတ်ပြီးဝီချဲတိုမီကတူတူလျှောက်သွားတာတွေပြင်မအီတန်စီမှုအတွက်မုံနေဝဲကမအီတန်စီမှုအိမ်ကိုမကြခဏလာလဲနေတာတွေကိုပရိသတ်တရာတတိထားမိကလိုင်းတရာကိုကြီးတယောက်မအီတန်စီမှုကိုမြစ်တာများရှိနေလားဆိုကလူပြောများနေကြတာပဲဖြစ်ပါရင်ပရိသတ်တရာဒီကောင်မလေးပေါ်လာတဲ့ကတခြားနေရာကိုသွားတာမမြင်မိတော့ဘူးလိုင်းပေါ်လေဒီကောင်မလေးအိမ်မဲသွားနေကြတာပဲတွေ့တယ်ကောင်မလေးကိုကျွေးနေပြီထင်တယ်နော် လူကျန်းကြီးနှလုံးသားနုနယ်ဆိုတာတကယ်မြင်နေရပြီဒီလူတော့ချစ်နဲ့တွေ့ပြီနဲ့တူတယ်တကယ်ချစ်သွားကြရင်လေကောက်မလေးဘွားကောက်ကောက်မမော်လေးစောက်ရှောက်မယ်ဆိုရင်သဘောတူပါတယ်ဆိုကဝင်းရပြောဆိုခဲ့ကြပါတယ်အချို့ပါလေကောက်မလေးကိုတယောက်တည်းထိကျဲအောင်မဖြစ်လေအောင်ဝိုင်းဝန်းဖော်ပြနေရလေးကချစ်စရာပြည့်မှုလေးပါဒါပေမဲ့ကောက်မလေးကအရှိန်ပဲလေးတွေ့ပါများရင်ရှိခေါ်ပြီးတော့တွေ့တာနေမိလိမ့်မယ်တကယ်မဟုတ်ဘူးဆိုရင်ဒီလောက်နဲ့ကိုရှင်တက်လိုက်တာကောင်းမယ်ထင်တယ် လက်လုံချက်တော်ဖြစ်သွားမှဆိုရင်နှုံနှစ်ဖက်အတွက်မကောင်းမှုဆိုကထောက်ပြပြောဆိုခဲ့ကြတာပါ။လိုင်တရာအကိုကြီးကတော့ကလေးမလေးကဓာတ်ပုတ်ကိုမြင်လိုက်တဲ့ကလူကျင်နေတာပါ။ရုပ်ချောတာမချောတာတဲ့ချင်းဝေးပါတယ်လေ။သူ့ဘဝကြောင့်လေးလည်းတည်သွားတော့ဝီချဲနဲ့ငွေသားတွေကိုလှူပေးပြတဲ့။လှူပေးကြတာတွေတော့အများကြီးရှိသေးတယ်။ ကျွန်တော်စီကိုဖုံးဆက်ပြီးတော့ညီမလေးကိုချစ်လို့ဆိုပြီးတော့လာလာပြောတဲ့သူကိုတနေ့ကို၄-၅ရက်လောက်ရှိတယ်။ကျွန်တော်ညီမလေးလို့ကုညီဆောက်ရှောက်ပေးနေတာပါဆိုကတုတ်ပြန်ပြောဆိုတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတော့လိုင်တရာကိုကြီးနဲ့အချောလေးမအီတဲစင်မှုတို့သာတကယ်လက်တွဲဖြစ်ခဲ့ကြရဲ့သဘောတူပေးကြမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။အပိနာဆင်ခဲ့ကြရတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာသတင်းထူးသတင်းဥတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့အောင်ရှင်။